တရုတ်ကကြံမွေးမြူရေးခြံတချံကတော့စိတ်ဝင်စားစရာတောင်ကောင်းလို့မှာလေသူတို့ကချက်တွေကိုခြံထဲမှာဒီတိုင်းလှုပ်ထားပေးလိုက်တာပါချက်တွေလည်းသွားကြင်ရကိုရှောက်သွားစားကြင်ရကိုရှောက်စားရင်တာယာနေကြပါတယ်ဒီလိုလှုပ်ထားတဲ့အတွက်ချက်လေးတွေကပိုးကောင်လေးတွေမျက်နှာလေးတွေအစစ်အစံလေးတွေကြိုက်တဲ့လို့ဇာခွင့်ရပြီးကျမ်းမာဝါပြုတ်ကြပါတယ်ပြီးတော့လွတ်လွတ်လပ်လပ်နေခွင့်ရတဲ့အတွက်လည်းအကောင်ကြီးနှုံတွေပို့ထွက်လာခဲ့တာပါကျန်ပါရှင်တွေကတဘာဝအစားအစာတွေအပြင်ပြောင်းတို့ ပဲပီဆက်တို့စကွဲတို့ကိုလည်းကျွေးပါသေးတယ်။အဲ့ဒီအချိန်ကျရင်လမိုင်းကိုရိုက်ပြီးအတိပေးလိုက်ရုံပါပဲ။အစစရရမယ်ဆိုတာသဘောပေါက်တဲ့ချက်တွေကရောက်ရနေရကနေအပြေးအလွှာစွပြုံလာကြတဲ့မြင်ကွင်းကကြီးလိုထောင်ကောင်းပါသေးတယ်။ဒီချက်လေးတွေအတွက်နေရာတိုင်းကင်းကလည်းအလန်းစားလေးပါပဲ။ပလတ်စတစ်ဘောကောင်းတွေကိုဖြတ်ပြီးတစ်ပင်မှာချီထားပေးလိုက်တာပါ။နောက်ပြီးတောင်ဆောင်မှာတွင်းတူပြီးတော့လေနေရာလောက်ထားပါသေးတယ်။ ဂျီနီလန်ကကြက်တွေအတွက်လည်းအဆင်ပြေပါတယ်။လေတမိုးတန်ကိုလည်းမကြောက်ရသလိုချမ်ပန်ရှင်တွေအတွက်လည်းဥလိုက်ကောက်ရတာတိတ်မကတ်တော့ပါဘူး။ဒီလိုလွတ်လွတ်လပ်လပ်ဝင်ပြတဲ့နေ့ကစီးပွားရေးအတွက်ရောတဘာဝပတ်ဝန်းကျင်အတွက်ရောစားတဲ့သူအတွက်ပါအဆင်ပြေလောက်ပါတယ်။ကြက်လေးတွေလည်းအသက်ရှင်ခွင့်ရစင်မှာလွတ်လွတ်လပ်လပ်ပျော်ခွင့်ရသလိုချမ်ပန်ရှင်တွေအတွက်လည်းဥထွက်တိုးအသားထွက်တိုးစေတဲ့နည်းလမ်းလေးဖြစ်လို့နှုတ်နှစ်ဖက်အဆင်ပြေတယ်လို့လည်းပြောရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။